မင်္ဂလာပါဒီတစ်ခါမှာကျွန်တော်ဒီ9ရက်6လ2025ရက်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ပေါ့เนาะဒါကြာတာပရင်းနေမှာနောက်ထပ်ဗီဒီယိုတစ်ပုဒ်ကကြတော့ကျွန်တော်တို့လူပုဂ္ဂိုလ်တွေအားအရေးပါတယ်ဆိုတော့အကြောင်းလေးကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်နဲ့တတိယမြန်မာနိုင်ငံတော်တွေကိုပြန်ကြည့်လိုက်ရင်အနော်ရထာဟာပထမမြန်မာနိုင်ငံတော်အတွက်အရန်ကိုအရေးပါတဲ့လူတစ်ယောက်ဖြစ်တယ် ကျန်စစ်သားနဲ့တကွာဒါအလောင်းစီသူကျန်တဲ့မင်းနေရဒါ follower လို့ခေါ်တယ်အနော်ရတာတီထောင်ခဲ့တဲ့ empire ကို follow လိုက်ပြီးရှောက်လန်းသွားတာဆိုလိုတဲ့ဘောကကျန်စစ်သားဆိုရင်ဒါအမတန်ပါနတ်တယ်ဗျဒါပေမဲ့ကျန်စစ်သားကအရင်ပေါ်လာခဲ့ရင် အနော်ရတာကနောက်မှပေါ်လာခဲ့ရင်လဲအနော်ရတာဒီအနော်ရတာပဲဖြစ်မှာပဲကျန်စစ်သားအနေနဲ့အနော်ရတာလိုကြီးကျယ်တဲ့ ဒီနိုင်ငံထူထောင်လူစိတ်ကြီးတွေဘုရားတရားတော်ပြန်ပွားလူစိတ်ကြီးတွေဒါတွေကြတော့အုံနောက်ဉာဏ်ပညာကြီးမားပုံချင်းကြတော့သွားပြီးတော့နှိုင်းရှင်လို့မရအောင်မရဘူးဆိုတာသူကျန်စင်သားရဲ့အာသာချက်ကသူလူပေါင်းဝင်ဆက်နေဘုသူဒ္ဓရေတော်တော်ဆုံးနေဓာရီလှန်ရေးအရန်ကျွမ်းနေထက်မြက်တယ်လူလူကင်းလူဘာပြောလူကင်းလူစားပါတတ်တယ်ပေါ့ဗျာတို့ပေမဲ့ဟိုတကယ်ဟိုလူပေါ့ဘာသာရေးအသိတရားတို့ဘာတို့ တကယ်လေးနဲ့တီတီပုံအဲမြင့်မြတ်တဲ့အတွေးအခေါ်အယူဆတွေဒါမျိုးတွေကြတော့အနော်ရတာရဲ့အုံနောက်ကိုဗေရှင်းလို့ရမလဲကျွန်တော်တို့ကငကိုတော့အနော်ရတာကြီးကကွာဟိုလိုကြီးမဘက်လိုက်ပြီးတော့မိုက်ဖက်ပါတယ်အဲပြောချင်တာမိမတယောက်အတွက်နဲ့ကြံစစ်သားကိုဒီလိုလှုပ်တယ်ပါညာဆိုအနော်ရတာကိုတော်တော်ကိုဖောင်းထုတ်ခဲ့သေးတာဒါပေမဲ့အသက်အရွယ်တစ်ခုရလာတဲ့အခါကျတော့တီထောင်သူရဲ့ဉာဏ်ပညာစွမ်းပကားကိုကျွန်တော်တို့ကအတိမတ်ပြုတ်လာကြတယ်ပေါ့နော်အတိမတ်ပြုတ် လာနိုင်တယ်ပေါ့ဟိုနည်းနည်းလေးဟိုအတွေးခေါ်နည်းနည်းလေးရလာတဲ့အခါကျတော့အတိမတ်ပြုတ်လာနိုင်တယ်အရေးပါတယ်ဗျတကယ်တီထောင်တဲ့လူရဲ့စိတ်နဲ့ follow လိုက်ရတဲ့လူရဲ့စိတ်နဲ့ကမတူဘူးဗျเนาะဉာဏ်ပညာမြင်မှားပုံကြီးမတူဘူးကျွန်တော်အဲ့ဒါလေးကိုပြောချင်တာပါပြီးတော့ကဒုတိယဒါမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်ဆိုရင်ဒါတပင်ချွေကြီးနဲ့ဘရင်တော်ပေါ့ဗျာဒီထဲမှာမှပါနေတာဘရင်တော်ကပါနေတယ်ဆိုတော့ဘရင်တော်လို့ပြောချင်တာအတွေးခေါ်မျိုးစဉ်းစားကြည့်လိုက်လေကျန်တဲ့ဘရင်တွေကျန်တဲ့ဘရင်တွေကဒါ follower ဖြစ်သွားပြီ နောက်တစ်ခါကျတော့တတိယမြန်မာနိုင်ငံတော်အနေနဲ့ဆိုရင်အလောင်းဖျားเนาะဒီလိုတိုင်းနိုင်ငံလောဘရှိပြီးတော့ဒီလိုရေရှည်ကိုမျှော်ကိုးတတ်တဲ့တကယ်စီကံရှိတဲ့ဒါဘရင်ကြီးတွေလူပုဂ္ဂိုလ်တွေရှိနေခဲ့တယ်ဆိုလို့ရှိလို့ရှိရင်ဒါကျွန်တော်တို့အဲဒါမြန်မာနိုင်ငံအနေနဲ့ဒီလိုပုံစံတော်မှနောက်ောက်ကြမှာမဟုတ်သူတက်တန်းအရာသူတို့တွေကြွေလွင့်သွားကြလို့ဒါလို့ကျွန်တော်ကဘာရီအားမရတာလဲဆိုတော့ကိုးပေါင်မင်းဆက်ဒါနောက်ဆုံးမင်းဆက်ဒီမှာဒါမင်းတို့မင်းတို့ဒီပေါ်မင်းတို့เนาะဘာကြီးတို့ဖျားတို့ဘိုးတို့ဖျားတို့ ဘလို့ဘလို့ပုံကိုတွေပဲဖြစ်ဖြစ်ပေါ့ဗျာဆိုလိုတာအဲ့ဒီအချိန်မှာကျွန်တော်ပြောတာပကံပထမကဒီပကံပြည်မှာတုန်းကသူတို့ကျန်စစ်သားနဲ့အနော်ရတာအဲ့လိုပေါ့နော်တိုင်းပြည်ကိစ္စတွေစတွေ့တွေ့ချင်းမှာတိုင်ပင်ခဲ့ကြတဲ့အချိန်တုန်းကတရုတ်အဲ့လိုပေါ့ဟိုပါပေါ့ပတ်ဖို့ကြီးတွေအဝင်ထွက်တွေလုပ်နေတယ်နိုင်ငံသားတွေလည်းအဝင်ထွက်တွေလုပ်နေတယ်ဆိုတော့သူတို့ကစိုးရိမ်နေဗျအနော်ရတာနဲ့ကျန်စစ်သားတိုင်းပြည်သူတို့အဲ့လိုဖက်လှယ်တဲ့နေရာမှာသူကနောက်နိုင်ငံတွေဝင်ရောက်လာတယ် တခြားနိုင်ငံတွေဘာလုပ်နေလဲဘာချိန်လန်းလန်းနေလဲဆိုတဲ့ဟာကိုသူတို့မျက်ခြေပြတ်လို့မရဘူးခြံစည်းရိုးလုံလုံခတ်ရမယ်သူများနိုင်ငံတွေရဲ့တွဲခေါ်ယူဆတွေကိုဖလှယ်ရမယ်ဓာတ်လန်လက်နက်တွေပြီးတဲ့အခါကျရင်ဘလို့ပုံစံနှီးပညာတွေမြင်မာနေလဲသူတို့အဲ့ဒါတွေသုံးသပ်ကြရင်ဆွေးနွေးကြတယ်ဗျအဲ့လိုဖြစ်ရမှာဗျအဲ့လိုအဲ့လိုဖြစ်ရမှာနော်ဒါဗကံရဲ့ဒါပထမမြန်မာနိုင်ငံတော်မှာစတူးရင်းနေပြီနော်အဲ့လိုလုပ်တဲ့ဟာဒီတရုတ်ပြင်းပြင်းနရတိယပတိလက်ထက်ကြလက်ကြအကုန်ကိုစမုတ်တုံးသွားအောင်နော်ကထားလိုက်တော့ ဲ့ဒါပြီးတဲ့ကအဲ့လိုဆိုလို့ရှိရင်ဒါဒီတရုတ်ပြည်အနေနဲ့ဒီလိုပုံစံဒီလိုတွေလာတယ်ဆိုတဲ့ဟာကိုဒါသိနေပြီပဲဒုတိယတကြော့ပေါ့နော်ဒါဘီယန်နောင်လက်ထက်မှာဆိုဘီယန်နောင်ကအဲ့ဒါတွေကိုပြန်တိဆောက်တယ်ဒါပေမဲ့ channel main နေကြတော့အဲ့လိုတွေမစင်စားတော့ဘူးလို့ follow ပဲလိုက်ပြီးလဲပြီးတော့ကျွန်တော်ဆွလို့ရာလေနော်အဲ့တော့အဲ့တော့ဘီယန်နောင်ဒါဘီယန်နောင်ပြီးတော့ဒါစင်ပြူရှင်ပေါ့ဗျာဒါအဲ့ဒီထက်မှာတော့စင်ပြူရှင်လက်ထက်မှာတော့ဒါတရုတ်ကတော်တော်စော်ပြစ်လိုက်တဲ့အပေါ်မှာအဲ့ဒါဟိုပါပေါ့နော်တော်တော်ကိုစစ်ပြင်းကြီးအဲ့တော့အဲ့အဲ့ကာလာရဲ့နောက်ပိုင်းကျတော့ပြီးသွားအောင်အဲ့ဒါပြီးတော့ဒါအလောင်းပြားအလောင်းပြားလက်ထက်လည်းဒီလိုပဲတစင့် ပြန်ပြီးတိဆောက်တဲ့ချန်စီယိုတွေလုံအောင်ခတ်တယ်เนาะဆိုလိုတဲ့သဘောကအဲ့တော့ဗျာဟိုကျွန်တော်ပြောချင်တဲ့သဘောကအဲ့အဲ့ဒီပုံကိုကြီးတွေအဲ့ဒီဘယင်မင်းမြတ်တွေမရှိတော့တဲ့နောက်ပိုင်းကျတော့ဒီအနောက်နိုင်ငံတွေဘာလုပ်နေလဲဆိုတော့ဟိုဟာပေါ့အတွေးခေါ်တွေအယူအဆတွေအဲကြိုတင်ကြံစည်မှုတွေဘာမှမလုပ်တော့ဘူးကျွန်တော်ဆိုလိုတာအဲ့ဒီချိန်တော့ဗျာဥမာအင်္ဂလိပ်တွေဒါမြန်မာနိုင်ငံဟိုပေါ့နော် အဲဒါဟုတ်လို့သင်မောသင်မောနဲ့စပြီးတော့ကဘာပတ်တဲ့အချိန်မှာကိုတည်းကသူများတွေကကိုယ်နိုင်ငံကိုသင်မောနဲ့ကဘာပတ်လို့ရရင်ကိုယ်နိုင်ငံကလူတွေကလူများနိုင်ငံမှာဘာရှိလဲဆိုပြီးတော့သင်မောနဲ့ကဘာပတ်ပြီးမစူးစမ်းဘူးလားနီးပညာတွေဘလို့တွေပေါ်နေပြီလဲအဲ့မှာဂန်းဆိုတဲ့ဟိုတနက်ဘလို့တွေစနေပြီလဲဒါတွေကိုလိုက်တာလိလာလိုက်လို့ရှင်းလို့ရှိရင်လူများနိုင်ငံတွေဘာလုပ်နေလဲဆိုတဲ့ပုံစံမျိုးနဲ့ဒါကိုယ်နိုင်ငံမှာဖြည့်ဆည်းထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုကိုလိုနစ်သူ့ကျွန်ဘောကတော့အပြုတ်မခံရဘူးလို့ကျွန်တော်တို့က ကျွန်တော်တို့မြန်မာတွေကကျွန်တော်တို့မြန်မာနိုင်ငံထဲမှာမှအဲ့လိုအချင်းချင်းတွေပြိုကွဲပြီးလေပြီးရောအဲ့လိုနေရာတနေရာလေးမှာအဲ့လိုဖျော်ဝင်ခင်းပြီးတော့အေးစစ်စစ်လေးနေကြတာအဲ့ဒါရောဆိုတာယာနေတာအချင်းချင်းတွေအဲ့လိုပြန်လှက်ပတ်ချပြီးတော့အဲငိုရီကဒီတိုင်းပဲအကုံးပေါင်းအဲ့အဆက်ဆက်မှာလဲညီနဲ့ကိုနဲ့ပြန်ချအကိုနဲ့ညီနဲ့ပြန်ချအဟိုနယ်မြေဟိုလူကယူဒီနယ်မြေဒီလူကယူကျွန်တော်တို့နိုင်ငံအဲ့ဒါနဲ့ဒစ်လေနဲ့အဲ့ဒါနဲ့တာယာနေတာအဲ့တို့ကအဲ့လိုမျိုးလုံနေတဲ့အချိန်မှာပြန်ယူလိုက်ပြန်ပေးလိုက်နဲ့ဒစ်လေနေတဲ့အချိန်တစ်ဖက်နိုင်ငံမှာတနတ်ထွင်းနေတယ် တစ်ဖက်နိုင်ငံမှာသင်းမောထွင်းနေအဲ့တော့သင်းမောထွင်းနဲ့တနတ်ထွင်းနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရောက်လာတဲ့ပေးလိုက်ရတယ်ဂျမန်လည်းထိုနည်းတကောင်းပဲကိုလံဘတ်တို့မဂျယ်လေတို့ကဘာပတ်နေတဲ့အချိန်မှာသူတို့ကအဲ့ဒါသိမ်းဖို့ကဘာပတ်တာလေဒါတွေကအကုန်သိပြီးသားတွေပါဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့မလုပ်နေလေကျွန်တော်တို့ကုန်းပေါင်မင်းဆက်ကလူတွေမလုပ်နေလေပြည်ပခီးစဉ်လေးပါလေသွားဖို့အစီအစဉ်မရှိဘူးလားပြောချင်တာတခြားနိုင်ငံကအနေထားတွေကိုစနင်းနာဖို့အစီအစဉ်မရှိဘူးလားပြောချင်တာဒီတရုတ်တို့ထိုင်းတို့လောက်နေတဲ့ဒစ်လေနေတယ် ကဘာကြီးမှာဘာဖြစ်နေပြီလဲစိတ်မဝင်စားဘူးအဲ့လိုမျိုးစိတ်မဝင်နီးပညာတွေကိုစိတ်မဝင်စားခဲ့တာကဘာကြီးမှာဘာဖြစ်နေလဲစိတ်မဝင်စားခဲ့တာကဘာကြီးမှာဘလူတွေကဘလူနီးပညာတွေရနေပြီလဲအဲ့လိုမျိုးတွေစိတ်မဝင်စားခဲ့တဲ့စိုးကျူးတွေကအချိန်တစ်ခုရောက်တော့တွတ်ထီတာအခုလဲတိုနီ၎င်းပဲကျွန်တော်တို့ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုပါဘောမင်းလောင်းမျောတယ်ဆိုတာပြောချင်တာကျွန်တော်တို့နိုင်ငံမှာတကယ်ကိုအဲ့လိုမျိုးပေါ့နော်စရုပ်ထမြန်မာနိုင်ငံတော်ကိုဒါပြန်လဲတီထောင်မဲ့လူပုဂ္ဂိုလ်တယောက် ဟိုဘူဂျောင်ဆန်းကိုအဲဒါကျွန်တော်တို့အနေနဲ့လေးစားတယ်။သို့ပေမဲ့ဘူဂျောင်ဆန်းဟာလည်းဟိုပါပေါ့အနော်ရတာတို့ကျွန်တော်တို့ဘရင်တော်တို့အလောင်းဖျားတို့လူစွမ်းပကားရှိတဲ့အဲလူတစ်ယောက်တော့မဟုတ်ဘူးဗျမဟုတ်ခဲ့ဘူးသူ့မှာလည်းအဲ့လိုအားနေချက်တွေသူ့မှာလည်းအဲ့လိုအများကြီးနဲ့ပေါ့နော်သူအဲ့လောက်ကြီးလဲဖုံးကံမကြီးရှာဘူးပေါ့ဗျအဲ့လိုပဲပြောရမှာပေါ့သူကဒီဖုံးကံမြင်မာတဲ့လူကသူများလုတ်ကြံလို့မတွားပါဘူး ဆိုလိုတဲ့ဘောကအနော်ရတာနော်အဲဒါဘရင်အောင်နဲ့ဒါအလောင်းဖျားတို့ကဒါဖုံးကန်ကြီးမားတဲ့လူတွေကသူသူများလောက်ကြံလို့သွားတာပေါ့သူတတန်းနဲ့သူအဲ့လိုမျိုးတွေနေကြတယ်ပြီးတဲ့ခါဒီနိုင်ငံတော်ကိုတီထောင်ပြီးတော့မှဟိုလိုတိဆောက်ပြီးတော့မှ OKB ဆိုတဲ့အချိန်ကြမှာဒါသူတို့လူလောကကြီးကနေထွက်သွားကြတာလို့အဲ့တော့ဟိုဘုကြုံဆက်အနေနဲ့ကတော့ဟိုဒါအေးချင်းရှိတဲ့လူတယောက်လို့သတ်မှတ်လို့ရတယ်သတ်မှတ်တယ်လေးစားတယ်တိုးပေမဲ့အဲ့လောက်ကြီးဖုံးကန်ကြီးမားတဲ့လူတယောက်တော့ဟုတ်မနေဘူးဒါပေမဲ့ကျွန်တော်အနေနဲ့ အဲ့လိုပေါ့အဲ့လိုဖုံးကန်ကြီးမားတဲ့လူတယောက်ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပေါ်လာဖို့အရန်ကိုအရေးကြီးတယ်အရေးပါတယ်ဖြစ်လာပြီဆိုလို့ရှိရင်လည်းဆိုလိုတာအဲ့လိုမျိုးပေါ့နော်ကိုယ်နိုင်ငံတွင်းထဲကအဲ့လိုမျိုးရန်မီအပေါင်းကိုနှိမ်နှင်းပြီးသွားတဲ့ခါကျလူများနိုင်ငံတွေဘာလုပ်နေလဲဆိုတာနဲ့တပြေးညီရင်မောင်တန်းနိုင်မှသာလျင်စီးပွားရေးလူမှုရေးရင်ကျေးမှုအမှုပညာပေါ့နော်ဘလို့နေနေရင်မောင်တန်းနိုင်မှဒီလိုရင်မောင်တန်းနိုင်မှုဆိုတာလေဒီလိုပေါကားရိုက်ပြီးအသက်မိုးဝမ်းကြောင်းပြုတ်နေတဲ့ပြည်တည်ဦးလို့လူမင်းတို့ဟိုဟိုဟိုအခုလက်ရှိပေါချောင်ကောင်း ဟိုလိုမင်းသားမင်းသမီးတွေလိုပုံစံမျိုးနဲ့အလုံး